ဲ့အဓိကတော့လူတယောက်မှာမျိုးရိုးနဲ့လည်းဆိုင်တာပေါ့နော်မျိုးရိုးကမစလို့ညီမညီမ6ယောက်ကြီးရယ်ကိုလိုအဲ့လိုမျိုးကြီးပဲအဲအရန်ဟိုချိန်သွားတာဝါသွားတာတွေဘာလည်းမရှိဘူးအဲ့လိုမျိုးတေးသေးတသက်ကြစ်ကြစ်လေးများတယ်လေအဓိကမျိုးရိုးနဲ့လည်းဆိုင်တယ်ဟိုမဆက်ရတော့ကိုကအနုပညာအလုပ်လုပ်ရခါကြတော့လူရှိသွားရတယ်လေအဲ့တော့ထိထိတိတိနေရတာပေါ့နော်အဓိကဖိုက်မပူအောင်တော့ ုတ်တယ်ပါတင်းအဲ့ပြောနေတာတော်တော်များများမင်းသမီးဒီပေါ့နော်ဒါကြည့်လိုက်လို့ရှိရင်ခါမြန်ခါတင်းနေရတယ်အဲ့လိုမျိုးပြည့်မင်းသမီးရဲ့အဲအပြည့်ဆိုတာရှိရတယ်ပဲမင်းသမီးပြင်းဝင်အများနဲ့မဟုတ်တော့မတင်အောင်ဝင်တယ်ဒီနေ့ဒီအတွေ့အကြုံလည်းဝင်နေသေးတယ်အဲ့တော့ဘယ်လိုမျိုးထိနေလဲဒီကအစားတော့ရှော့ရတာပါနော်အစားတော့ဆိုတာမဆက်ထမင်းထမင်းကိုလည်းမကြိုက်ကြတာပါအတော်ပဲ ်မိမတွေကထမဲစားတာများရဲ့ဘက်မှာအစီစုရပေါ့နော်အဲမြန်မာအမျိုးသမီးတွေကထမဲကိုဟိုပါပေါ့နည်းနည်းပဲစားတာမဆက်တော့ပုံမှန်ရှောင်းတယ်ဘာတော့မရှိဘူးဒါပေမဲ့ခြေထည်ကြောင့်မစားတဲ့အတွက်တခုတ်ကလည်းရှောင်းသလိုဖြစ်သွားတာပေါ့နော်အဲထမဲနည်းနည်းမနစ်နည်းနည်းညနည်းနည်းအဲ့လိုပုံမှန်စားပြီးအသီးစားတာများရဆက်နေရတယ်ငါပြောသေးစားတယ်အဲ့လိုမျိုးခန္ဓာကိုယ်ကပါဖို့ပါတင်းနေရတယ်နေရနေဖြစ်ဖို့အတွက်တိတိကျကျနေတာမျိုးမရှိဘူးမရှိမရှိဘူး ခုနလိုစားတောင်းဆင်ကျင်တာပေါ့ပြေဟွာမြန်မာမဆွတော့လူကြီးခိုင်းဆိုတာမြန်မာအင်ဂျီဝတ်တာများလေအဲ့ခါကြမဆွတော့ဘောလီဟိုဟာတော့ဘောလီဘောလီကရှိဝတ်တာမအများအဖြစ်ကလေးတွေကဘရာဇာဝတ်တာများလေအဲ့တော့ဘိုက်ဘူးလေအဲ့ခါကြဆရာကရှိဝတ်တယ်အကားရိုက်တိုင်းမဆွအရှိပဲဝတ်တာအရှိဝတ်တယ်ဘိုက်စီဝတ်ခါကြတော့အကားလေးကတိမ်သွားပါတော့เนาะအဲ့အဲ့လိုမျိုးဟိုတချို့ဆိုမိုးနိုင်ဘူးတဲ့ကြက်ပြီးတော့လေ မဆက်တော့အလေးကျဖြစ်သွားတာခါကြတော့လေကိုကိုဘယ်လိုပုံမဲ့ထိတ်သေးတဲ့နေနဲ့ဝါတာပါနော်